ေဇူတော်နဲ့ညီသက်ချင်းယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်တို့ကောင်းချီးဖြာဖြာတက်ရောက်ပါစေဒီကနေ့ဖျားသခင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်မတ်လ25ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါတယ်နေ့ရက်စံတိုင်းယေရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားယေရှုတင်ပါတယ်နှုတ်ဘတော်အဖြစ်တိဆောက်เสียဖြစ်စေပါ နတ်နေတဲ့တမန်တရားစီအားလုံးရဲ့နှလုံးသားမှာအမြင့်ဆွေးစီပါအခုလေကျွန်တော်ပြောတာထက်ကိုတော်ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝီငှပါれဖျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုအချီးမွားပါလေကျွန်တော်ဆုတောင်းသူတဦး၌ရှိရမည်စိတ်နေသဘောထားအဲ့ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါလေအော်ကျွန်တော်တွေမှာဆုတောင်းတဲ့သူတယောက်မှရှိရမယ်စိတ်နေသဘောထားတွေထဲမှာအရေးကြီးတဲ့အချက်၁၀ချက်ရှိရမှာဖြစ်တယ် အဲ့ဒီချက်10ချက်ကိုကျွန်တော်နားထောင်တာတရက်တစ်ချက်ကိုစီနားထောင်တာအဲ့ဒီကနေ့ဆိုကျွန်တော်9ချက်မြောက်ကိုရောက်ပြီဖြစ်ပါတယ်အော်ဆွတ်တောင်းတဲ့သူတူဦးဟာနံပါတ်1ယုံကြည်ခြင်းရှိရပါဖြစ်တယ်ဟေဘဲခန်းကြီး7အငယ်6နံပါတ်2ကတော့ရဲရင်ခြင်းရှိရဖျားသခင်ရဲ့ပလင်တော်ရင်းကိုရဲရင်စွာတိုးဝင်ချင်ကပ်ရပါဖြစ်တယ်ဟေဘဲခန်းကြီး4အငယ်16နံပါတ်3ကတော့ယူသည်လေးမြချင်းရှိရမယ်မသဲခန်းကြီး6အငယ်9နံပါတ်4ကတော့ဇွဲလုံးလဝရိယာရှိရမယ်လုကာခန်းကြီး7အငယ်1ကနေ နောက်နံပါတ်9ကတော့ဂျီဆူးတော်ချီးမွမ်းခြင်းရှိရမှာဖြစ်တယ်။ဖိလိပ္ပိခန်းကြီးလေးအငယ်6နောက်နံပါတ်6ကတော့စိတ်အားထက်သန်ခြင်းရှိရမယ်။ယာကုပ်ခန်းကြီးကအငယ်16နောက်တစ်ခုကတော့နံပါတ်9ကတော့အပြည့်အဝမိခိုးအားထားခြင်းရှိရမယ်။စာလံ62 62ခုမြောက်သောစာလံပိုင်းငယ်10နောက်နံပါတ်10ကစိတ်ချမှုရှိရမယ်။ဆုတောင်းပြီးရမယ်ဆိုတာစိတ်ချရမယ်။ယာကုပ်ခန်းကြီးတဲ့အငယ်9အနေနဲ့10ဒါကျွန်တော်မနေ့ညနေကအများကြီးဒီနံပါတ်10အချက်ကိုဖော်ပြခဲ့ပြီ။ ဒီကနေ့ကတော့ကျွန်တော်နံပါတ်9နံပါတ်9ကတော့ဆုတောင်းတဲ့သူကပွင့်လင်းမှုရှိရပွင့်ပွင့်လင်းလင်းဘုရားသခင်ကိုဘာမှမထိန်ဝက်ပဲနဲ့ဆုတောင်းပါပွင့်လင်းစွာဆုတောင်းယောမခန်းကြီး15အငယ်30ကိုဖတ်ကြည့်တော့တွေ့ရမယ်ယောမအော်ရစ်စခန်းကြီး15အငယ်30က31ထိဖတ်ရင်တွေ့ရမယ်တတမန်ကြီးရှဘောသူကယောမအသင်းတော်ကိုဒီစာကိုပို့တဲ့အခါမှာသူပွင့်ပွင့်လင်းလင်းဆုတောင်းတဲ့အရာကိုထည့်ရေးထားတယ် ကဲဘလို့ရေးထားလဲကျွန်တော်အဲ့ဒါလေးဖောက်ပြခြင်း ਨੇ ငါဒီဘုရားသခင်အလိုတော်တိုင်းဝမ်းမြောက်သောစိတ်နဲ့သင်တို့ရှိရာသို့ရောက်၍သင်တို့နဲ့အတူတတ်တာခြင်းကိုခံစားလိုသောငါဟောယောမရစကနီ55အငယ်30အရတမန်ရှင်ဘောလူကဒီချမ်းပိုက်ကိုရေးခြင်းအဖြစ်ဒီယောမရစာရေးတဲ့အချိန်မှာသူယောမမျိုးကိုမရောက်ဘူးသေးဘူးဆိုတာဒီချမ်းပိုက်အဖြစ်တော့တွေ့ရတယ်ပြန်ဖတ်ပြခြင်း ਨੇ ငါဒီဘုရားသခင်အလိုတော်တိုင်းဝမ်းမြောက်သောစိတ်နဲ့သင်တို့ရှိရာသို့ရောက်၍ သင်တို့နဲ့အတူတတ်တာခြင်းကိုခံစားလို့တော့ငါအော်ဒီဂျမ်းဘိတ်ကိုတွေ့ကြည့်ခြင်းအပြင်သင်တို့ရှိရသူရောက်၍ဆိုကြတဲ့သင်တို့ရှိရသူမရောက်သေးဘူးဆိုတဲ့သဘောမျိုးတွေ့ရတယ်။အော်ဒီယောမရစ်ဆောက်ကိုရေးတဲ့ချိန်မှာတမန်တော်ရှင်ပေါလုကဒီယောမမျိုးကိုသူမရောက်ဘူးသေးဘူးမရောက်ဘူးသေးဘူး။သူမရောက်ဘူးသေးတယ်လို့အခြားတမန်တော်တွေလည်းမရောက်ဘူးသေးတဲ့သဘောမျိုးတော့တွေ့ရတယ်။အဲ့ဒါယောမရစ်ဆောက်ကကြီး25အငွေ20ကိုကျွန်တော်ဖိုင်တော့တွေ့ရမယ်။ကျွန်တော်လည်းဖတ်ပြမယ်။ 好多钱都低到地面，宝马、阿特越野没低没少。看到伊那么个脚步道一来，伊们哩的阿古好些个西边阿人呢，阿就上阿头里去。阿说：“现在嘛，用我来说，看你上阿阿那三亚，阿钱都都低少的地面，宝马、阿特没低没少，所以呀。” တယောက်ကြည့်ခြင်းအဖြစ်အခြားသောသူကလည်းအဲ့ဒီနေရာမှာလာတိုက်မြင့်မဆောက်ဘူးနားလည်အောင်ပြောရင်တော့အခြားသောတမန်တော်တွေလည်းမရောက်ဘူးလို့ပြောတာ ਨੇ အတူတူပဲဒါပေမဲ့ရှင်ပေါလုတီဆောက်တဲ့တိုက်မြင့်ဆိုတာသခင်ယေရှုခရစ်တော်၌ပဲတီဆောက်တာပြောချင်တာအခြားသူပေါ်၌သူတီဆောက်တာမဟုတ်သခင်ယေရှု၌ပဲတီဆောက်တယ်လို့သူကပြောချင်လည်းဖြစ်တယ်ဟောဒီယောက်ကြည့်ခြင်းအဖြစ်ဒီတမန်တော်ရှင်ပေါလုယောမရက်စာကိုရေးတဲ့ချိန်မှာသူယောမမြို့ကိုသူ မရောက်ဘူးသေးတယ်လို့ အခြားတမန်တော်တွေလည်းမရောက်ဖူးသေးဘူးဆိုတာဒီကျမ်းပိုက်တွေအဖြစ်တော့တွေ့ရတယ်။နောက်တမန်တော်ရှင်ဘောလို့ဒီယောမရဆာရေးတဲ့အချိန်မှာ AD 58မှာ AD 58မှာကောရင်သူမျိုးကနေသူလှမ်းရေးတာဖြစ်တယ်ယောမရဆာ။ဒါကြောင့်ဒီကျမ်းပိုက်တွေကိုကြည့်ကြရဖြင့်တမန်တော်ရှင်ဘောလို့ကယောမမျိုးသူမရောက်ဖူးသေးဘူး။အဲ့မရောက်ဖူးသေးပေမဲ့ဒီယောမအသင်းတော်သူယောမရဆာလှမ်းရေးခဲ့တာဖြစ်တယ်။ ဒီယောမသင်းတော်ကဘလို့ပေါ်ပေါက်လာလဲဆိုပေတရုရဲ့တရားဟောချက်ကိုကြားပြီးယုဒလူမျိုးတွေကဥဆောင်ပြီးယောမသင်းတော်ကိုအဆပ်ပြုခဲ့တာဖြစ်တယ်။ယောမသင်းတော်ကအဲ့လိုပေါ်ပေါက်လာတာဖြစ်တယ်။အဲ့တော့အချိန်မှပဲရှင်ဘိုးလူကပြောတယ်သူရောက်လာဖို့အတွက်ဆုတောင်းပေးပါတဲ့။သူလည်းယောမမျိုးကိုလာပြီးအတူတကွမိသားရဖွဲ့ခြင်းနဲ့ဒါယောမဟောတဲ့စကန်းကြီး55ငွေ30ကဲငွေ31ကျော်ဖတ်ပြခြင်းနဲ့ယောမ55ငွေ31မှာ ယူရပီ၌ငင်းဆန်သောသူတို့လက်မှငန်းလွတ်မိကြောင်းဟောဒီဂျမိုက်ကိုကြည့်ခြင်းအဖြစ်ယူရပီမှာသူ့ငင်းဆန်တဲ့သူအများကြီးရှိတယ်တမရိရှင်ဘောလို့လက်မခံအဲ့ဒီလူတွေလက်ထက်ကလွတ်မြောက်ဖို့ဆူတောင်းပေးပါတယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်ဒီချက်ကိုကြည့်ခြင်းအဖြစ်တမရိရှင်ဘောလို့ဒီယောမအသင်းတော်ကိုသူစာရေးတဲ့အခါမှာသူပွင့်လင်းမြင်သာစွာစာရေးခဲ့သူယောမမျိုးကိုရောက်ချင်တဲ့အကြောင်းယူရပီမှာသူ့ငင်းဆန်တဲ့သူတွေအများကြီးရှိတယ်သူရဲ့ဟောပြောခြင်းကိုလက်မခံဘူး မြင့်ဆန်နေတဲ့သူတွေရှိနေတယ်ဆွတ်တောင်းပေးပါသူကယူသားစွာဖြင့်ပွင့်လင်းမြန်သာယောမအသင်းသားတွေကိုသူစာရေးပြီးဖော်ပြတယ်ပြီးတော့ဆက်ပြောရရင်ယေရုရှလင်မြို့အားငါလှုပ်ကျွေးခြင်းမှုကိုတန်ရှင်းသူတို့ဒီနှစ်သက်မိအကြောင်းယေရုရှလင်မြို့ကိုလှုပ်ကျွေးခြင်းမှုဆိုတာဒီယေရုရှလင်မြို့မှာရှိတဲ့ဂျူးလူမျိုးတွေအဓိကအသက်တာပြောင်းလဲဖို့အတွက်သူအစီခံနေပါတယ်အဲ့အရာတွေကိုဒီဂျူးလူမျိုးတွေနားလည်ဖို့အတွက်ဆွတ်တောင်းပေးပါအတရားတော့သူပွင့်လင်းမြန်သာစွာ ပေါ်ပြတယ်ဆိုတာကိုသတ်တွေ့ရတယ်။ပြီးမိကိုယ်တို့သင်တို့ဒီငါနဲ့အတူစူးစမ်းအားထုတ်၍ငါဖို့လို့ငါဘုရားသခင်ကိုဆုတောင်းပတနာပြုကြလောဟုငါတို့သခင်ယေရှုခရစ်နဲ့ဝိညာဉ်တော်ဤမြတ်တာကြီးနာကိုအကြောင်းပြု၍သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပါ၏။အာမင်။တောင်ယောဘရစခန်းကြီး35ငွေ30ရာနေ31ကတမန်တော်ရှင်ပေါလုရဲ့ပွင့်လင်းမြန်တာတဲ့ဆုတောင်းချက်ကိုတော့တွေ့ရတယ် အဲ့မှာအဓိကအချက်၃ချက်တွေ့ရတယ်နံပါတ်1 run check က तू ရောမမျိုးမရောက်ဘူးသေးဘူး तू ရောက်ချင်တယ် तू တို့ဆွတ်တောင်းပေးပါနံပါတ်2ဒုတိယ check ကယူရပီမှာ तू အများကြီးလူတွေကငင်းဆန်နေကြတယ် तू စစ်မှန်တဲ့အဝင်ကလေးသတင်းစကားပြောပေမဲ့ तू လက်မခံဘူးဖြစ်တယ်အဲ့ဒီစစ်မှန်တဲ့တမန်တရားကိုလက်ခံလာဖို့ဆွတ်တောင်းခိုင်းတယ်ဒါပွန်လဲမြင်သားဆိုတာပြောတာနံပါတ်3တတိယ check ကယေရုရှလင်မြို့ကိုလှုပ်ကျွေးပြုစုဖို့အတွက်ဘုရားသခင် तू ကိုခွဲခန့်ထားတယ်ယေရုရှလင်မြို့မှာဂျူးတွေကယနေ့ထိအသက်တာမပြောင်းလဲသေးဘူး ဒါကြောင့်သူတို့တွေပြောင်းလဲဖို့တော့ငါနဲ့အတူတကွဆူတောင်းပေးပါဆိုပြီးတမန်တော်ကြီးရှင်ဘောလူကယောမရစ်စာခန်းကြီး15အငယ်30နဲ့31မှာပွင့်လင်းမြင်သာစွာဖြင့်ဖော်ပြထားတာဖြစ်တယ်။နောက်တစ်ယောက်ကြည့်ခြင်းအဖြစ်ကျွန်တော်တို့ဆူတောင်းတဲ့အခါဘယ်လိုဆူတောင်းအောင်လဲပွင့်လင်းမြင်သာဆူတောင်း။ဒါရှင်ဘောလူကအလွန်ထူးခြားတယ်။သူဘုရားသခင်ပွင့်ပွင့်လင်းလင်းဆူတောင်းသလိုသူ့ရဲ့ဆူတောင်းပေါ်ဆူတောင်းဘတ်တွေကိုလည်းပွင့်ပွင့်လင်းလင်းသူဖော်ပြတယ်။ ထိတ်ဝတ်မထောင်းတောင်စတောင်းချင်းမှာအလွန်ကြီးကြည့်တာပွင့်လင်းရပြော့ပြဖျားကြီးကလည်းပွင့်လင်းစွာပေါ်ပြသလိုဆုတောင်းတဲ့သူတွေကိုလည်းပွင့်လင်းစွာပြော့ပြတောင်ရှဘောလူရဲ့ပွင့်လင်းသောဆုတောင်းချက်ယောမဩရစာခန်းကြီး55အငယ်30နဲ့31ဒီဖိုင်ရင်သတ်တွေ့ရတောက်ဒီယောမဩရစာကထူးခြားတဲ့ကြံကြံဖြစ်တယ်ယောမသင်းတော် ရောမမျိုးမှရှိတယ်အသင်းတော်တိုးတက်တယ်ဒါပေမဲ့သူတို့ဂျူးလူမျိုးတွေအများဆုံးရှိတဲ့အခါဒီဂျူးတွေရဲ့ထုံနှန်းစင်လာနဲ့တခရင်ယေရှုရဲ့ကေတင်ခြင်းသတင်းစကားနဲ့ကယောနေသူမကွဲပြောင်းဥပမာဆိုပါစို့အရေးပြားလီးတာနဲ့ကောင်းကင်နိုင်ငံတော်တိုင်းရောက်မယ်လို့သူတို့ထင်တယ်တကယ်တော့မဟုတ်ဘူးတခရင်ယေရှုခရစ်တော်ကိုယုံကြည်သောသူကကောင်းကင်ပရတိသူ့ကိုဝင်စားခွင့်ရတယ် နားမအောင်ပြောရင်တော့သခင်ယေရှုအားဖြင့်ဖြောက်မှတ်ခြင်းရတောက်ဒီယောမရက်ဆာတကြမ်းလုံးကိုအနစ်ချုပ်လိလာလိုက် the doctrine of justification ဖြောက်မှတ်ခြင်းသခင်ယေရှုအားဖြင့်ဖြောက်မှတ်ခြင်းကိုသူအဓိကပေါ်ပြထားတာဒါကြောင့်ဒီဂျူးတွေကသူတို့ရဲ့အရေးပြားလေးခြင်းသူတို့ထုံနှန်းစင်လာကိုလောက်ဆောင်ရင် ဖြောက်မှတ်တယ်လို့သူတို့ထင်တာတကယ်ယေရှုကိုယုံရင်ဖြောက်မှတ်တယ်လို့သူတို့မထင်ဘူး 那我们先暴露的话，可以说用几多度啊？千万千十几度啊？不那么大度啊？一比二，阿拉羊毛绒纱。当这羊毛绒纱个，俺弄研究的讲了讲了一批了。当他们弄先暴露的羊毛绒纱嘛，不么冷冷的，就当那一样的，好别他。当羊毛绒纱，看你这个你看你失超的系列，但不得讲那话，看你,你,看你这个你看你失超的系列，讲东讲那些，那么这个羊毛绒纱。 နောက်နံပါတ်2ကမာကုရှမာကုခရစ်ပဲနံပါတ်3ကတက်ကောပြပြောခြင်း ਨੇ အခန်းကြီးတက်ကနေအခန်းကြီး16တိရှိတဲ့ကျမ်းဒါပေမဲ့ကျမ်းထဲမှာ3ကျမ်းပဲရှိနံပါတ်1ကယောမရစာနံပါတ်2ကမာကုနံပါတ်3ကတက်ကောဖြစ်တယ်တက်ကောဖြစ်တယ်အော်ဒီယောက်ကြည့်ခြင်းအဖြစ်ဒီယောမရစာကတိတိမိမိနဲ့ရှင်ဘောလူကတရားရေးထားတာဖြစ်တယ်တောင်းတမန်တော်ရှင်ဘောလူက ရောမမျိုးမှာရှိတဲ့အသင်းသားတွေကိုသူ ပွင့်လင်းမြန်သာစွာဖြင့်ရှင်းပြထားယုံကြည်ခြင်းအဖြစ်ဖြောက်မှတ်ရာရောက်တယ်တခိယေရှုအဖြစ်ဖြောက်မှတ်ရာရောက်တယ်ဒါဟုသူဖော်ပြတယ်တောင်ရှင်ဘောလူရဲ့ဒီယုံမရဆာကိုရေးသားတဲ့အရေးသားတွေကိုကြည့်ခြင်းအဖြစ်ပွင့်လင်းစွာဖြင့်ဆုတောင်းခြင်းအကြောင်းကိုသူ ဖော်ပြထားတယ်ဒါဝင်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာ 熟稻叶看嘛，不连年打杂就是熟稻叶。稻叶在一片干啊，被雷刷过，对呀。到底有嘛热啥？看你这个呢，看你石桥门那帮人对呀。啊，看你这个呢，看你石堆梯呀，别的行业隔天间死忙的，到处对呀。啊，看你山那个呢，看你石桥沟了，哪土一塌塌，一塌新尖。哎，哪土一塌塌，一塌新尖是啥个？可以收养几斤鸦片，飘嘛呀，要被。 လက်တွေ့သက်တာအသက်ရှင်ခြင်း Christian living အသက်ရှင်ခြင်းအဲ့အသက်ရှင်ခြင်းမှာဆုတောင်းခြင်းပါတယ်ပွင့်လင်းစွာဘုရားသခင်ကိုတင်ပြခြင်းပါတယ်နှုတ်ကပတ်တော်တိုင်းယက်တီခြင်းပါတယ်အော်ဒီနေ့ညနေဆင်ခြင်စရာကတမန်တော်ရှင်ပေါလုသူဆုတောင်းတဲ့အခါတိုင်းပွင့်လင်းမြန်သာစွာသူဆုတောင်းခဲ့တယ်ဆိုတာကိုသတ်တွေ့ရတယ်တော်ဒီနေ့ကျွန်တော်ကဆုတောင်းတဲ့သူကဘယ်လိုဆုတောင်းရမလဲပွင့်လင်းမြန်သာစွာဆုတောင်းတတ်ဖို့လိုတယ် တောင်းဒီကနေ့သင်ဆုတောင်းတဲ့ရအလုံးကိုဘုရားသခင်ကပွန့်ပွန့်လင်းလင်းနားထောင်ခြင်းတယ်ဒါကြောင့်ဖခင်တယောက်ကိုစကားပြောသလိုပွန့်လင်းမြင်သာစွာသင်တင်ပြဖော်ပြသင်ဆုတောင်းခြင်းကိုဘုရားသခင်ကနားထောင်နေတယ်ဆိုတော့အပီးရဲ့နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်းချုပ်ခြင်းတယ်တခါတော့ကအမျိုးမီးတယောက်ကယုံကြည်သူမျိုးမီးဖြစ်တယ်သူဖျားတဲ့ကေကိုဆွတောင်းတဲ့အခါအိုးအဖဖျားတဲ့ကေအိုးဖဖျားတဲ့ကေခဏခဏသူအဲ့လိုဆွတောင်းတယ် တတိယကသူခင်မွန်းတယ်ကယုံကြည်သူမဟုတ်ဘူးအဲ့တော့တနည်းသောအခါမှာသူခင်မွန်းတယ်ကအလုံးမှာပြဿနာတစ်ခုဖြစ်တဲ့အခါသူဇနီးကိုးဝယ်တဲ့ဘုရားသခင်ကတတ်နိုင်တယ်ဆိုတော့ယုံတယ်ယုံတဲ့အခါမှာ तू ကအိမ်ပြန်လာပြီးတော့သူဇနီးလက်တဲ့အချိန်မှာ तू ကလည်းဘုရားကြီးကိုဆုတောင်းတယ်ကျွန်တော်ဇနီးတယ်ရဲ့အဖဖခင်ကျွန်တော်ရဲ့ရောက်ခမဘုရားသခင်ကျွန်တော်ဆုတောင်းတာနားညောင်းပါဟောသူစိတ်ထဲဘလို့ထဲလဲ မိမရဲ့အဖေဆိုငါရောက်ခမပဲဆိုပြီးသူပွင့်လင်းမြင်သာစွာရောက်ခမဖရာသခင်တကယ်တော့ကျွန်တော်ရဲ့ကိုယ်ွယ်တဲ့ဖရာသခင်ကလူသားတိုင်းရဲ့အားကိုးရာအဖဖြစ်ပါတယ်မိသူမဆိုးပွင့်လင်းမြင်သာစွာယုံကြည်သောစိတ်နဲ့တိုးဝင်ချင့်ကပ်ပါက ထိုဖရာကပြီးပါတယ်တောင်းတကင်းကြီးချက်တော်ညီကိုမောင်မများတမရိရှင်ပေါ်လူကဲ့သို့ပွင့်လင်းမြင်သာစွာဖရာကိုတိုးဝင်ချင့်ကပ်လျက်ပေါ်ပြဆုတောင်းတော်သူဖြစ်ဖို့ အပေးခြင်းတယ်။ဒါကြောင့်ဒီယုံမာရဆာကိုရှင်ပေါလုကပေးလိုက်တာဘယ်သူနဲ့ပေးလိုက်လဲ။ဖိဘီဆိုရဲအမျိုးသမီးနဲ့သူပေးလိုက်တာ။အဲ့မျိုးသမီးကယောမမျိုးကိုယူသွားတာ။နောက်ဒီယုံမာရဆာရေးပြီးပို့လိုက်တဲ့ချိန်ထိရှင်ပေါလုယောမမျိုးကိုမရောက်ဖူးသေးဘူး။အခြားတစ်ပည့်တော်တွေလည်းမရောက်ဖူးသေးဘူး။ပေတရုရဲ့ဒေသနာကိုကြားပြီးအဲ့ဒီယောမအသင်းတော်ကြီးပေါ်ပေါက်လာတာဖြစ်တယ်။ဒါပေမဲ့နောက်ဆုံးကြတော့သူယောမမျိုးကိုရောက်ခဲ့ရှင်ပေါ်လူသူဆုတောင်းတဲ့အချိန်ဘုရားသခင်က ဥရေဆိုတော့တတွေ့ရဒီကနေ့သင်အသက်တာမှာသင်ပွင့်လင်းမြန်သာစွာဆုတောင်းရင်တောင်းတဲ့အတိုင်းဘုရားသခင်ကပြုမယ်ဆိုတာကိုအားပေးခြင်းနေကုန်းချုပ်လို့လေကျွန်တော်ရောက်ချင်းစီတိုင်းဖြာရှင်သာ၍ကောင်းချီးပေးပါစေမြင့်သက်ခြင်းရှိပါစေ God bless you all ကျွန်တော်နောက်ပါအခုနေ့မြန်မာစံတော်ချိန်ကနေ၄နိုင်ခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့နောက်ပါနေ့9နိုင်ရဲ့7နိုင်ခွဲမှကျွန်တော်ချောက်ရရင်ယုံကြည်ခြင်းနဲ့ချမ်းသာတော်မှာအဆက်ဆုံးဆုတောင်းခြင်းရှိပါတယ်ချက်တော်ညီကောင်မအားလုံးရောက်လာလာရောက်နိုင်ကြ အထူးပဲနှွေးထွေးစွာကြိုဆိုပါရစေ။ကျွန်တော်ပဲနှုတ်ကပတ်တော် Bible Study ပြီးမှဖြစ်ကြောင်းနဲ့ဖော်ပြလိုပါရစေ။ဒီကနေ့ယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာ၍ကောင်းချီးပေးပါစေ။ကျွန်တော် line အခက်ခဲရတချို့လဲအတမဲချရတာရှိရင်လဲနားလေပြီးဖို့မြတ်တရရက်ခံလို့ line အတော်လေးကြာနေခြင်းကြောင့်ဖြစ်ပါလေ အဲစိတ်ရှိပြီးတော့တောက်လျှောက်ကြည့်ရှုခွန်အားယူသောသူအလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်ဖျားရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ဖျားရဲ့ခြေဆုတော်ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်တို့လမ်းပြပို့ဆောင်သောတန်ရှင်သောဝိညာဉ်ဖျားရဲ့ကွယ်ကာဆောက်မှခြင်းသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောက်ဒီကနေ့မွန်းနေ့၆ရက်မွန်းနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်သောသူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုများနဲ့တိတ်မှုရခြင်းစစ်ရှောင်နေတဲ့သူတွေဘေးဥပါကင်းဝေးခြင်း စစ်ပွဲတွေရပ်တန့်ခြင်းအပူအားကြီးတာတွေမြန်မာပြည်မှာနွေရာသီမှာ အပူအားကြီးတာတွေရော့ချခြင်းကျွန်တော်သိတော်မှာလေသုံးရတာခလိသူငယ်များသမန်ချမ်းသာတင်ချခြင်းဒီကနေ့ဒုတိယနေ့ထိအောင်မြင်လို့နှစ်ဖန်မှာပြုလုပ်မဲ့အရာများနှစ်ဖန်ဆက်ရှောင်ခြင်းနဲ့ကွာညနေတိုင်း live service ကိုကြည့်ရှုတော်သူများကောင်းကြီးခံစားရခြင်းအသင်းတော်ရဲ့အမှုတော်သာသနာတော်တို့အမြင့်အားဖြည့်သောသူများပေါ်မှာ online ပရိသတ်လာရောက်အားဖြည့်သူစသဖြင့်အားလုံးပေါ်မှာဖျားရှင် ကောင်းကြီးပေးခြင်းနဲ့တကွာ ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစပြီးကာလဆင်းမြဲရဲ့ကောင်းချီးဖြာဖြာတိုက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေမြင့်သက်ခြင်းရှိပါစေ God bless you all ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့ chego em Chimela.